ကိုချင်းစာစိတ်မြကန်းဘေးတွင်ကလေးတယောက်ငားမြနေသည်သူ့အနီးကိုသူတော်စင်တပားရောက်လာသည်အနားတွင်သူတော်စင်က လာရက်နေသောကြောင့်သူ့အနေရခတ်နေသည်သူတော်စင်က ကိုချင်းစာစိတ်ထားကြပါဟုပါဇက်ကထုတ်ပြောလိုက်သည်လူငယ်ကငမားတံကို လွင့်ပြေးရမလို့ထွက်သွားရမလို့ဖြစ်နေစင်ပါပဲငမားတံကိုငါးကဆွဲလိုက်သဖြင့်သူလဲပြန်ဆွဲတင်လိုက်ရာငါးတကောင်ငမားချိတ်တွင်တန်လန်တန်လန်ပါလာသည် သူတော်စင်ကကိုချင်းစာစိတ်ထားကြပါဟုထပ်ပြောနေပြန်သည်ငမားချိတ်တွင်မိနေသောငါးကိုကင်ထားသည့်လူငယ်ကအရှင်ကိုချင်းစာစိတ်ဆိုသည်မှာအဘယ်နည်းဟုမေးလိုက်သည် သူတော်စင်ကပြန်ဖြေသည်သင်းလက်ထဲတွင်ယခုရှိနေသောငားကလေး၏စိတ်ထဲတွင်မြည်တို့ဖြစ်နေမည်ထင်သည်။သူကြောက်လွန်း၍တုံနေသည် သူလွတ်ချင်ရှာပေလိမ့်မည်ဟု လူငယ်ကပြန်ဖြေသည်။မှန်၏ကိုချင်းစာစိတ်ဆိုသည်မှာသူတပား၏စိတ်ထဲကို ဝင်၍ကြည့်ရှုခံစားနိုင်ခြင်းဖြစ်သည်။အမောင်ယခုငါသည်အဝေးကြီးကလာရသဖြင့်ပင်ပန်းနေ၏ အရှင်အဝေးကြီးကလာရမှန်သိပါသည်ပင်ပန်းနေမှန်လည်းသိပါသည်ကိုချင်းလည်းစားပါသည်ကျွန်ုပ်လည်းလက်ထဲတွင်မိထားသည့်ငါကလေးကို ကိုချင်းစာစိတ်ဖြင့်ပြန်လွတ်ပေးလိုက်ပါမည်ဟု လူငယ်ကပြောသည်သူတော်စင်ကစိတ်ဆိုးသည့်လေတံဖြင့်အဘဲကြောင့်ပြန်လွတ်ပေးမည်နီလူငယ်ကငါသည်ရေထဲတွင်သာ နေခြင်းပဲလိမ့်မည်သူတော်စင်က သင်တွင်ကိုချင်းစာစိတ်မရှိပြီလော လူငယ်ကကိုချင်းစာစိတ်ရှိသောကြောင့်သာငါးကိုပြန်လွတ်ပေးမည်ဟု ဆိုခြင်းဖြစ်သည်သင်အတော်လေးကိုချင်းစာစိတ်နဲလာသည်ငါသည်အဝေးကလာရသည်ယခုတိုင်ဘာမှမစားရသည်ထိုငါးကိုမီးဖုတ်ငါးကိုကျွေးလိုက်မည်ဆိုလင်ညီမျှကောင်းမည်နီလူငယ်လေးလဲအလွန်အံ့အားသင့်သွားမိသည် သူကသူတော်စင်ကိုအထင်ကြီးလေးစားစိတ်နဲ့ငါးကိုလှုပ်ပေးကာကိုချင်းစာစိတ်ထားရန်တရားပြနေသည်ဟုထင်မိသည် သူတော်စင်ကတော့ထိုငါးကိုတတ်ပြီးမိခင်ကသူ့ကိုကြွေးပြီးကုသိုလ်ယူခိုင်းနေသည် ဆိုရိုးစကားတစ်ခုရှိသည်စာလောင်နေသော သူထံမှမြည်သည့်အကြံဉာဏ်ကိုမှမယူပါနှင့် ထိုသူသည်မြည်မြမြင့်မြတ်တော်သူဖြစ်ပါစေ သူ့လိုရာကိုဆွဲကာသူ့လိုဘကိုပြည့်အောင်သာပြောပေလိမ့်မည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။